တရုတ်ပါနေလို့ဒါမင်းအောင်လိုင်းကသက်ဆိုးရှိနေတာဒီရှမ်းမြောက်တို့ပါလို့တရုတ်ပါလို့ဒါသူရတာသူဘာလို့တိုက်ကြည့်မရဘူးအခုသူဘာလို့တိုက်နေတဲ့ရခိုင်ဝင်လို့တော့မရဘူးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့အော်တိုဘာလ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒါရခိုင်ပြည်နယ်ဘက်ကပြင်ရခိုင်ပြည်နယ်ပြင်ကုန်မှာပေါ့နော် အေယာဝတီမကိုးမကွေးဒါရခိုင်နဲ့အဆက်ကနေရာတွေမှာတိုက်ပွဲတွေပြင်းထန်လာနေတဲ့အကြောင်းစစ်ကောင်စီဘက်ကဘလောက်ပဲထိုးစစ်ဆင်နေပါစေရွေးကောက်ပွဲလုပ်မယ်လို့ဘလောက်ပဲကြိမ်းဝါပြီးတော့ဒီနေမြေတွေကိုပြန်ရယူဖို့စ조사နေပါစေအာခတ်တော်အေအေနဲ့ဒါ PDF ပူပေါင်းတပ်ဖွဲ့တွေကဒါကောင်းကောင်းကြီးပြန်ပြီးတုံ့ပြန်နိုင်နေတဲ့အကြောင်းစစ်ကောင်စီတွေအသေးပြောက်များပေါ့နော်တောင်းလုံးပုံသွားတဲ့အကြောင်းနေပေါ့နော်အဲဒီအကြောင်းနေနဲ့ပတ်သက်တာတွေလည်းပြောမယ်ပြီးရင်ဒါမင်းအောင်လိုင်းပေါ့နော်စနစ်ကြမ်းတမ်းမှုမရှိဘဲနဲ့ဒါထုံးပြချက်အမှားယွင်းတွေပဲဇက်တိုက်လုပ်နေခဲ့တဲ့မင်းအောင်လိုင်းက နျူကလ িয়ার တပ်ပေါင်းဖို့စောက်လို့ဖို့ကိစ္စနဲ့ဒါအပူတပြင်းစူးစမ်းလှုပ်ဆောင်နေတဲ့အကြောင်းတွေဖြစ်နိုင်မှာမလားဆိုတာတွေကိုဒါကျွန်တော်တို့ဆွေးနွေးကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပထမဆုံးကတော့ဒါကျွန်တော်တို့သတင်းကောင်းနဲ့ရင်စားဖွင့်မယ်အဲ့ဒါကတော့အရခတက်တော့ AA နဲ့ဒါ PDF ပူးပေါင်းတပ်ဖွဲ့တွေကြောင်းမလို့ပေါ့နော်စစ်ကောင်စီကအလောင်းနေတောင်းလို့ပုံသွားပါတယ်ဆိုတဲ့သတင်းပေါ့နော်အဲ့ဒါကဒါနေရကန်ဗျူဟာကုန်းပတ်ဝန်းကျင်အမ်ပဒန်နဲ့ဒါပြင်ပဲခူးတိုင်းထဲမှာလည်းတောင်ကုတ်ပတောင်းအဲအဲ့လမ်းပိုင်းတွေမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ပြန်ပြီးတော့ဖြစ်ပွားလာနေတယ် ဖြစ်ပွားနေတယ်ဆိုတာကလည်းတခြားကြောင်မဟုတ်ဘူးစစ်ကောင်စီကတိုးတာတိုးတဲ့ချိန်မှာအခါတော်တော် A နဲ့ PDF ပူပေါင်းဖွဲ့တွေကဒါကြားပြတ်တိုက်ခိုက်နိုင်တာတွေတုံ့ပြန်ကောင်းကောင်းကြီးတုံ့ပြန်နိုင်တာတွေအကြောင်းမလို့ပေါ့နော်အသေးပြောက်များသွားတာပေါ့နော်အဲ့တော့အခါတော်တော် A နဲ့ PDF အဖွဲ့တွေကဒါပကိုးရခိုင်နဲ့ပကိုးအဆက်ရခိုင်နဲ့မကွေးအဆက်ပြီးရင်ရခိုင်နဲ့ဒါအရာဝတီအဆက်ပေါ့နော်အဲ့လိုနေရာတွေတခြားမှာပေါ့နော်စစ်ကောင်စီကိုလုံးဝနေစင်နဲ့မျှရေကွန်နှွာနေတာဒါကတိတ်ကိုအားရစရာကောင်းတယ်ပေါ့နော်စစ်ကောင်စီကလည်းဒီလမ်းကြောင်းနေကနေတဆင့် အာခတက်တော် AA ဝင်လာမှာကြောက်လို့ပြီးရင်အာခတက်တော် A နဲ့ပူးပေါင်းထားတဲ့ PDF တပ်ဖွဲ့တွေရဲ့လက်စွမ်းလက်စတွေကိုနားလည်လာလို့ပေါ့နော်ဒီနေရာတွေမှာစစ်ကိုစင့်ရားတွေအများအပြားပို့ပြီးတော့ခံစစ်ပုံစံမျိုးပြင်ဆင်နေရတယ်။ဒါကတော့ဒါသူတို့ဆက်ပြီးတော့ဝင်လာနိုင်အောင်ထိန်းတဲ့ပုံစံမျိုးပေါ့။အပိဓာနဲ့သူကအဲ့နေရာတွေကနေတဆင့်ဒါအာခတက်တော် AA တင်ပိုက်ထားတဲ့အခိုင်ပြင်းနယ်တွေကမြို့နယ်တွေပေါ့နော်။အဲ့မြို့နယ်တွေကိုသူက တိမ့်ပိုက်ဖို့ကြိုးစားမှာအဲသူ့ရွေချက်ကအဲ့လိုအဲ့ဒါကတော့တောင်ကုတ်အန်းတန်တွဲကွဒီလေးမျိုးနယ်ပေါ့နော်အဲ့လေးမျိုးနယ်မှာသူကရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ပုံစံမျိုးအဲ့အကြောင်းလဲကျွန်တော်ထည့်ပြောမယ်ပေါ့နော်အဲ့လိုမျိုးရွေချက်နဲ့သူကဒါထိုးစစ်ဆင်ဖို့အတွက်ကြိုးစားနေတာရှိတယ်ဒါအဓိကဒီရက်ထဲမှာအဓိကစစ်ကောင်စီရဲ့အဲကာကင်းစကန်နေပေါ့နော်အဲကာကင်းစကန်နေအရေးကြီးတဲ့ကာကင်းစကန်နေအဲ့ကာကင်းစကန်နေကိုတော်လိုင်းတက်ဖွဲ့နေအေကတိမ့်ပိုက်လိုက်တဲ့ခါကျတော့စစ်ကောင်စီကဒီနေရာတွေကိုအသေးအံပြန်ရဖို့ကြိုးစားနေတာ စူးစမ်းနေနေတဲ့ပဲအခုလိုမျိုးဒါအလောင်းတွေတောင်းလို့ပုံသွားတယ်ပေါ့နော်အင်အားတွေကဇက်တိုက်ဖြည့်ပြီးတော့ခုခံနေပေမဲ့ဒါစစ်ကောင်စီကတော်တော်လေးအထိနာနေတယ်အချို့နေရာတွေအချို့စခန်းတွေပေါ့နော်သူတို့ကသွားပြီးတော့တိုက်တာတော့ဟုတ်တယ်ပြန်ရဖို့စခန်းတွေကိုစူးစမ်းနေတာတော့ဟုတ်တယ်ဒါပေမဲ့ပြန်ပြန်ပြီးတော့ပေးနေရထပ်ထပ်ပြီးပေးနေရပါဗျာဒါဆင်လန်းဘက်ကဆိုလဲဒါကာကင်းစခန်းတွေဒါတိတ်မကြံတော့တဲ့အနေထားပေါ့နော်အခုဖြစ်တဲ့နေရာမှာဆိုလဲအဲ့ပုံစံမျိုးပဲဒီနေရာမျိုးတွေကိုသူတို့ဆုံးရှုံးသွားလို့ရယူဖို့စူးစမ်းတဲ့ခါပေါ့နော်သူတိတ်တိတ်လေးတက်လာတယ်အဲတက်လာတဲ့ဟာကိုတလိုင်းတက်ဖွဲ့တွေက ဒါဂျားကနေပြီးတော့ဖြတ်ပြီးတော့တိုက်ခိုက်နိုင်ခဲ့လို့အလောင်းတွေပုံသွားပါတော့အဲ့တော့အခုဖြစ်တဲ့တိုက်ပွဲတွေမှာဒါအာရခတက်တော် A နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကြောက်မလို့ပေါ့နော်စစ်ကောင်စီကစစ်ကြောင်းနေပြတ်တယ်ထွက်ပြေးတာတွေရှိတယ်ပြီးတော့စစ်တုံးပန်းတွေအများပြားလဲဖမ်းဆီးရမိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့စစ်တုံးပန်းနေနဲ့ပတ်သက်လို့အာရခတက်တော်ရဲ့အင်တာဗျူးတွေတက်လာလိုက်ပြီဆိုရင်တိတ်ကိုအားရစရာကောင်းတယ်ပေါ့အဓိကတော့ဒါစစ်တုံးပန်းနေပြောကြားချက်အရဒါ အာခတ်တတော်ရဲ့ဒါဆွမ်းဆောင်ရည်တွေ PDF တက်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည်တွေကိုဒါကော့ကော့ကွေကွေမြင်ရတယ်ဗောနော်အဲ့ဒါသူတို့ပြောတဲ့ဟာကြတော့ပို့ပြီးတော့နားထောင်လို့ကောင်းတယ်ဗျာကျွန်တော်တို့ကကြတော့တိပီးသားဗောနော်တက်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည်ကိုတိပီးသားဖြစ်တဲ့အတွက်အထူးစားတော့မဟုတ်တော့ဘူးဒါပေမဲ့အဲ့ကောင်တွေပြောလိုက်ပြီဆိုရင်မြက်ကလူးဆန်ပြန်တယ်ဗောနော်အဲ့ဒါကြတော့အားရစရာကောင်းတယ်ဗောနော်အဲ့တော့စစ်ကောင်စီနေနဲ့တခြားနေရာတွေမှာသူလှုပ်ချင်တိုင်းလှုပ်လို့ရတဲ့နေရာတွေရှိတယ်အဲ့အချို့နေရာတွေရှိတယ်ဗောနော်သူဖြစ်ချင်တဲ့အတိုင်းသူလှုပ်လို့ရတဲ့နေရာတွေရှိတယ်အဲ့တော့အဲ့အချို့နေရာတွေကဒါတရုတ်ကြီးရဲ့ဖီအားကြောင့်ပြီးရင်တရုတ်ကြီးရဲ့ဇန်ညွန်းကြောင့်မလို့ပေါ့နော်အဆင်ပြေနေတဲ့နေရာတွေအများကြီးပဲ အတူတူအဆင်ပြေတာပေါ့နော်အဲဒါမဲ့ဒါတချို့နေရာတွေတချို့ဒေသတွေကြတော့သူကဒါမပြည့်စုံတာတွေအဲဒါအဖွဲတွေကွဲနေတာတွေစူးစီးဖို့အတွက်ခုမှဒါစ조사နေကြတာတွေအစပြုနေကြတာအကြောင်းမလို့သူကအဲသူလှုပ်ချင်တဲ့ပုံစံမျိုးတွေဖြစ်နေတဲ့အနေအထားတွေ့ရမှာပေါ့ဗျာဒါအညာဘက်တွေမှာဆိုလေချို့နေရာတွေမှာစစ်ကြောင်းထိုးရတဲ့ခါကျတော့သူတို့စစ်ကြောင်းကိုဟန်တာနိုင်ဖို့ထက်ပေါ့နော်နောက်ဆက်တိုက်ခိုက်တာမျိုးတွေတော့လုံနိုင်တယ်ဒါပေမဲ့သူတို့ဂျီမန်းချက်နေရာတွေကိုသူတို့ရောက်အောင်သွားနိုင်နေသေးတယ်ဒီအခုအာခတ်တက်တော့အေနဲ့ဒါဖြစ်နေတဲ့တိုက်ပွဲတွေလို့မဟုတ်ဘူးပေါ့ဗျာ အဲအခုကဒါအေနဲ့ဖြစ်တဲ့ပွဲတွေမှာဆိုသူတို့ရှေ့ကိုဆက်တိုးလို့မရတာဒါပေမဲ့ချို့အညာဘက်ကအချင်းတွေဒီပြင်ရှမ်းမြောက်ကအချင်းတွေဆိုရင်ဒါသူတို့လိုချင်တဲ့နေရာမျိုးတွေသူတို့ထိန်းကျင်တဲ့နေရာမျိုးတွေကိုရောက်အောင်ထိန်းသွားနိုင်တာလည်းရှိတယ်ဒါဟာလည်းဒါခုနပြောတဲ့အချင်းတွေကြောင့်မလို့ပေါ့နော်အဓိကတော့ဒါတရုတ်ကြီးရဲ့အကူအညီတွေတရုတ်ကြီးရဲ့ဇန်ညွန်းနေပြီးတော့ဒါအညာဘက်မှာဆိုရင်အဖွဲတွေကွဲနေတာတွေမစုစည်းနိုင်သေးတာတွေပြီးရင်လက်နက်ခဲရမပြည့်စုံသေးတာတွေ အဲ့ဒါဒီအကြောင်းမလို့ဒါဒီကောင်ကလှုပ်ချင်သလိုလှုပ်လို့ရနေတဲ့အနေထားအဲ့တော့အဲ့လိုနေရာမျိုးတွေမှာပေါ့နော်စစ်ကောင်စီကသူတို့တိုက်လို့ပဲရသလိုလိုအဲ့ပြီးသူတို့ရဲ့စွမ်းဆောင်ရည်ကောင်းလို့ပဲရသလိုလိုပုံစံမျိုးတွေပုံဖော်နေတာတွေရှိတယ်အဲတချို့မျိုးတွေသူတို့ပြန်ရသွားတယ်ဆိုတဲ့အပေါ်မှာသူတို့ကသူတို့ရဲ့အစွမ်းအစားနဲ့သူတို့ကရသလိုလိုလှုပ်ပြနေတာပေါ့နော်တကယ်တမ်းသူတို့မှဒါဘာမှတိုက်စွမ်းရည်မရှိတော့ဘူးဆိုတဲ့အကြောင်းကဒါအာခတ်တော်အေနဲ့တိုက်ပွဲဖြစ်တဲ့နေရာတွေကိုကြည့်ရင်သိသာစီတယ်ဒါဘယ်နေရာဖြစ်ဖြစ်ပေါ့နော်သူကတော့ဒီလိုပုံစံမျိုးပဲလှုပ်ပြမှာပဲအဲသူ သူတို့တိုက်လို့ရတာသူတို့တော်လို့ရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာ last show ကိစ္စနဲ့သူတို့ကောင်းကောင်းကြီးခံရပြီးအဓိကတော့တနက်တစ်ချက်မဖောက်ဘဲနဲ့သူတို့ draw စားလို့ပြန်တောင်းလို့ရလိုက်တဲ့ last show ဖြစ်စင်ပါပေါ့နော်သူတို့ဘက်ကသူတွေကတောင်မှပဲသူတို့ကိုအထင်မကြီးတော့တဲ့အဆင့်မြင့်ဖြစ်သွားတာပေါ့နော်အဲ့တော့အဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့သူကဒါသဘောတူညီမှုတွေနဲ့အတူပေါ့နော်ဒါတိုက်ပြသလိုလိုအဲဆွမ်းဆောင်ရင်ကောင်းပြနိုင်သလိုလိုဒါမျိုးပုံစံမျိုးတွေလောက်တာတကယ်တကယ်လည်းသူတို့မှာရေချင်းတိုက်ဆွမ်းရင်ဘာမှမရှိတော့ဘူးဆိုတဲ့ဟာက ါရခိုင်ပြည်နယ်ကစစ်ပွဲတွေမှာကြည်ရင်သိသာစီတယ်ပေါ့နော်အဲ့တော့ဒီနေရာတွေကကြတော့သိတယ်လေဒါတရုတ်ရဲ့ဒါဒီပါဝင်မှုကပေါ့နော်ဆွတ်ဖက်မှုကအလန်းကွာဝေးတဲ့အတွက်အဖွဲ့တွေကပြင်းလို့ရတယ်ဗျာအဲ့လိုပြင်းနိုင်တဲ့နေရာတွေဆိုရင်စစ်ကောင်စီကအလဲခွဲပဲအခုလဲပုံလိုက်တယ်ပေါ့နော်ဒါကြောင့်မလို့လေဒါနယူးဇီလန်လွှတ်တော်အမတ်ကပြောတာပေါ့နော်တရုတ်သာမပါဘူးဆိုရင်မင်းအောင်လည်းကြာရှုံးနေကြပြီအခုလက်ရှိတရုတ်ကထောက်ခံပေးနေလို့ဒါမင်းအောင်လည်းကတက်ဆိုးရှင်နေတာ ဲလိုမျိုးတက်ဆိုးရှည်နေအောင်ထောက်ပံ့ပေးနေတဲ့တရုတ်ကလည်းစဉ်းစားသင့်တယ်ပေါ့နော်အဓိကတော့တရုတ်ကဒီအဆိုးဆုံးအယုတ်မှဆုံးဆိုတဲ့အာဏာရှင်ကိုအာထောက်ပံ့ပေးနေတယ်ဆိုတဲ့အကြောင်းဒါသူပြောသွားရှိတယ်အဲ့တော့နိုင်ငံတကာကလည်းသိလာပြီပေါ့နော်တရုတ်ပါနေလို့ဒါမင်းအောင်လိုင်ကတက်ဆိုးရှည်နေတာဒီရှမ်းမြောက်တို့ပါလို့တရုတ်ပါလို့ဒါသူရတာသူဘာလို့တိုက်ကြည့်မရဘူးအခုသူဘာလို့တိုက်နေတဲ့ရခိုင်ဝင်လို့တော့မရဘူးသူလုံနေတဲ့ဒါ၄မျိုးနဲ့အခုတိဘယ်မှမသိသေးအဲ့၄မျိုးနဲ့ကြောင်းလဲကျွန်တော်ပြောပြအောင်ဟုတ်လားအဲနောက်တစ်ခုကဒါ ဒီအာခတ်တက်တော် A ရဲ့ဆွမ်းဆောင်ရည်တွေအာခတ်တက်တော် A နဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နေတဲ့ PDF တွေရဲ့ဆွမ်းဆောင်ရည်တွေကိုဘယ်မှာတွားပြီးတော့ထပ်ပြီးကြည့်လို့ရကြလဲဆိုရင်ဒါတုံမန်းနေနဲ့အင်တာဗျူးကိုကြည့်လိုက်အဲ့ဘက်မှာဖမ်းမိလာတဲ့တုံမန်းတွေရှိတယ်ပြီးရင်အဲ့ဘက်မှာဒါပူးပေါင်းတက်ဖွဲ့တွေကဖမ်းမိတဲ့တုံမန်းတွေရှိတယ်အဲ့ဒီတုံမန်းတွေနဲ့အင်တာဗျူးတွေတက်လာတာရရှိတယ်အဲ့လိုတက်လာပြီးဟေ့ဆိုတဲ့ခါကျရင်ဒီကောင်တွေပြောတဲ့ဟောင်းနားထောင်ကြည့်တကယ်မြေပြင်အခြေအနေမှန်ပဲအဲ့အချိန်မှာသူတို့ပြောနေတဲ့ပုံစံက တို့ AA ကိုဘလို့တိုက်ခဲ့တယ်တို့ PDF ကိုဘလို့ချခဲ့တယ်တို့အဲ့လိုပုံစံမျိုးဘယ်တော့မှမပါစီအောင်အဲ့ဒါအာမခံတယ်တကယ်ဒီကောင်နေအမြဲတမ်းပြောလိုက်ရင်ကျွန်တော်တို့ဘလို့ခံရတာကျွန်တော်တို့ဘလို့ပြေးရတာဟာကျွန်တော်တို့မှာအင်အား80လောက်ပါတယ်ဒါပေမဲ့စစ်ကြောင်းမှာပြတ်ထွက်သွားတယ်ဟာအဲ့တုန်းကကျွန်တော်တို့နဲ့တွေ့တဲ့ဒါ PDF တက်ဖွဲ့ဆိုရင်12ယောက်15ယောက်လောက်ပဲရှိတာပေါ့နော် ဒါပေမဲ့ကျွန်တော်တို့တွေဘယ်လောက်ထိဒုက္ခများသွားတယ်ဘယ်လောက်ထိအသေးအံဖြစ်သွားတယ်အသေးဆုံးထိခိုက်ကြဆုံးနေဘယ်လောက်ထိများသွားတယ်ဆိုတဲ့ပုံစံမျိုးတွေကိုအာပါတရပြောတာအဲ့ဒါကကြတော့ဒါကျွန်တော်တို့ကျွန်တော်တို့ကပြောပြရင်ဒါအာမင်းတို့ကငါတို့ကိုမလိုလားလို့ဒါစိတ်ကောင်းစီဘက်ကတွေးမှာပေါ့ဗျာမင်းတို့ကငါတို့ကိုမလိုလားလို့မင်းတို့ပြောရင်မင်းတို့စကားပေါ့ကွာဘာညာအဲသူတို့ပြောတဲ့ဟာရှိတယ်အဲ့တော့အဲ့တုံမန်းနေကမင်းတို့လူတွေမင်းတို့လူတွေပြောရင်မင်းတို့လူတွေရဲ့စကားပဲအဲ့တော့ဒီတုံမန်းနေပြောလိုက်တဲ့ဟာတွေမှာအားရစရာအကြောင်းချက်တွေအများကြီးပါတယ်ဗောနော် ဒါကိုကြည့်ရင်ကိုပဲစစ်ကောင်စီရဲ့တိုက်ဆွဲရင်ဘလောက်တောင်ကြဆင်းနေပြီလဲပြီးရင်ဒါတရုတ်မပါဘူးဆိုရင်မပါတဲ့နေရာတွေကတိုက်ပွဲတွေရဲ့အောင်မြင်မှုကတော်လိုင်းတပ်ဖွဲ့တွေဘက်မှာဘလောက်ကြိုင်နှုံများသလဲဆိုတဲ့ဟာတွေကိုတိလာတိတာစီလိမ့်မယ်ပေါ့နော်နောက်တစ်ခုကဒါတောင်ကုတ်ပတောင်းအဲဒီကားလမ်းပေါ်ကလေသာတောင်စခန်းကိုဒါထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းအဲ့ဒီမှာအဲအဲအဲဟာအဲအဖြစ်ဖြစ်ကလည်းမိုက်တယ်အဲစစ်ကြောင်းအဲစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားပြတ်ပြီးတော့တိုက်ခိုက်နိုင်ခဲ့တယ် အထီးကိုက်အကြဆုံးများစွာနဲ့စစ်ကောင်စီနောက်ပြန်ဆုတ်ရတယ်ဗောနော်သူကအဲ့နေရာကိုပြန်ရဖို့အတွက်ကိုသူကအင်အား300လောက်နဲ့ထိုးစစ်ဆင်လာတာဖြစ်တယ်အဲ့လိုထိုးစစ်ဆင်လာတဲ့အချိန်မှာသူကချိုးအင်အားတွေတောင်အခြေမှထားခဲ့ပြီးတော့အဲ့တောင်ကုန်းပေါ်တက်ပြီးတော့သူကချိုးအင်အားတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာဗောအဲ့ဥစ္စာကိုဂျားကနေဖျက်ပြီးတော့တီးတာအတီးတဲ့အချိန်မှာတော်တော်လေးဆိုးဆိုးပြပြခံရတာဗောဗျာခံရပြီးတော့နောက်ဆုံးအဲ့မှာဒီသူတို့ပြောတဲ့အရာအဆိုရင်ဗောနော်အယောက်90လောက်အိုင်နာမှာနေပုံသွားတယ်ဗောနော်ပြီးတော့သူတို့ထွက်ပြေးကြတယ် ထွက်ပြေးပြီးတော့အတောင်အောက်ကိုရောက်တဲ့အချိန်မှာနောက်ထပ်တိုက်ပွဲတွေထပ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ထက်ပိုများဖို့ပဲရှိတယ်ရောင်း90ဆိုတာနဲတာမှမဟုတ်တာဒါတချီတဲနဲ့အဲ့လောက်ကြီးကြီးပြုတ်ထွက်သွားအောင်လုပ်နိုင်တယ်ဆိုတာလည်းအားရစရာကောင်းတယ်ပေါ့နော်ပြီးတော့သူတို့တွေအရန်အထိနာလို့သူကဝိုင်းတွဲဖိုက်တာ drone အဲ့လက်နက်ကြီးပေါ့နော်အဲ့လိုမျိုးပစ်ကူတွေကစပေးပြီးတော့ဆွဲထုတ်သွားရတာတွေရှိတယ်ပြီးရင်ဒါတေတေဆုံးတဲ့သူတွေပေါ့နော်ပြန်ပြီးတော့ဆွဲသွားရတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်ဆိုပြီးသိရနောက်တစ်ခုကအဲ့မှာဒါလေတာတောင်ဒီစကန်းပေါ့နော်အဲ့စကန်းအဲ့တောင်ပေါ့နော်အဲ့တောင်ပတ်ဝန်းကျင်မှာ အဲစစ်ကောင်စီကတိုက်ပွဲတွေဖြစ်ပြီးတော့အထိနာတဲ့ခါကျတော့ဒါဝိုင်းတွဲတွေဂျက်ဖိုက်တာတွေဒါတွေကတော့တောက်လျှောက်လာတယ်ဗျာလက်နေကြီးတောက်လျှောက်ပစ်ကူပေးတယ်ဗျအဲ့လိုဒါပစ်ကူပေးတဲ့ထဲကပေါ့နော်ဒါလက်နေကြီးပစ်ကူပေးတဲ့ဟာဆိုရင်ဒါဆင်လန်းအဲဆင်လန်းဆိုတာဟိုတနေ့ကပေါ့နော်ဒါဆင်လန်းမှာရှိတဲ့တချို့ကာကင်းစကန်နှစ်ခုပေါ့နော်အဲ့နှစ်ခုကိုတိုင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်နိုင်တယ်ဆိုတဲ့ဟာလည်းသိရမှာပေါ့အဲ့တော့အဲ့ဘက်ခြမ်းကနေပြီးတော့ပစ်ကူပေးရတာတွေရှိတယ်အဲ့တော့ဒီအခုတိုက်ပွဲဖြစ်တဲ့နေရာကဒါဆင်လန်းနဲ့ဒါညောင်ကျိုးနဲ့ဂျားတဲ့ကနေရာမှာတိုက်ပွဲဖြစ်တာဒီလေသာတောင်စကန်းဆိုတာက ။အဲကြတော့အဲ့ဆင်လန်းတဲ့ညောင်ကျိုးနဲ့စကန်းက၄မိုင်ပဲกว่าတယ်။အဲ့တော့၄မိုင်ပဲกว่าတယ်ဆိုတဲ့အနေထားမှာဒီဂျားထဲမှာတိုက်ပွဲဖြစ်တော့အဲ့ဆင်လန်းနဲ့တရိုင်းတက်ဖွဲ့တွေကဘလောက်မှကိုမွေးတော့တဲ့အနေထားလို့ပြောလို့ရပါတယ်။လနဲ့ကြီးတကန်းဆိုတာထက်ကောင်းနီးနေပြီပေါ့နော်ဒါနှစ်မိုင်ပတ်ချလဲပေါ့ဗျာအဲအဲ့လောက်ပတ်ချလဲအထိကိုဒါရောက်နေပြီဆိုပြီးတော့ပြောအောင်ပါပေါ့နော်အဲ့တော့ဒီညောင်ကျိုးစခန်းကိုကြတော့တော်လိုင်းပူပေါင်းတက်ဖွဲ့တွေကသိမ်းပြထားပြီးသားဖြစ်တဲ့ ဲ့တော့ဆက်ပြီးတော့တိုးနေတာပေါ့ပြောရမယ်ဆိုရင်ဒီညောင်ကျိုးရသွားပြီရသွားပြီအချိန်မှာဆင်လန်းဘက်ကိုဆက်တိုးတယ်ဆင်လန်းဘက်ကလည်းဟိုနေ့ကကာကင်းစခန်းနေရတယ်အခုလေတာတောင်မှတိုက်ပွဲဖြစ်တယ်ဆိုတာကလည်းဆင်လန်းမရောက်ခင်နေရာတစ်ခုမှာတိုက်ပွဲဖြစ်တာအဲဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်အာစစ်ကောင်စီကအဲ့နေရာတွေမှာသူကခံစစ်ပုံစံမျိုးလုပ်ရတဲ့အပြင်မှာသူကထိုးစစ်ဆင်မှုအတွက်ရည်မှန်းထားပေမဲ့ဒေါ်လိုင်းကြီးတက်ဖွဲ့တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်မလို့သူတို့စခန်းတွေဇက်တိုက်ပါတယ်သူတို့ရဲ့အင်အားတွေနေစဉ်နဲ့မြပြုံးတိမှုတွေရှိတယ်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီကအခုနောက်ပိုင်းမှာဒီတိုက်ပွဲတွေမှာဘာတွေလုပ်တယ်လဲဆိုတော့သူက ဒီတိုက်ပွဲတစ်ခုခုသူတို့အထိနာပြီဖြစ်သွားပြီဆိုတာနဲ့သူကဘုံကျဲတိုက်ခိုက်တာကိုအရင်ထက်နှစ်ဆသုံးဆလောက်လှုပ်တယ်အရင်ကဒီဘုံကျဲတိုက်ခိုက်တယ်ဆိုတဲ့နေရာတွေကတိုက်ပွဲဖြစ်တဲ့နေရာတွေပေါ့နော်ဒါပါတော့ဒါတော်လိုင်းရဲတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်လို့စစ်ကောင်စီကအထိနာပြီပြန်ဆုံးလို့မရတဲ့အနေအထားတွေပိတ်သွားတဲ့အနေအထားတွေဒါမျိုးတွေဆိုရင်တော်လိုင်းတပ်ဖွဲ့တွေရှိနိုင်တဲ့အိုက်တိုက်ပွဲ area နေရာလေးကဒါပြစ်မှတ်တွေကိုသူတို့ကဒါလေကြောင်းတိုက်ခိုက်မှုလှုပ်တာပေါ့ဗျာအခုကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့သူကတိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့မကောက်ဘူးဘေးပတ်ချတဲ့နေရာပေါ့နော် အဲသူတို့ခံမှန်းထားတဲ့နေရာတွေအကုန်လုံးကိုဒါလေကြောင်းနဲ့အဆက်မပြတ်ဘုံကျဲတာတွေလုပ်တယ်။ပြီးရင်ဒါလေကြောင်းတိုက်ခိုက်မှုက အရင်က10လုံးဆိုအခုလုံး30 30ဆအဲဒီလိုပုံစံမျိုးနဲ့သူတို့လေကြောင်းကျဲတာတွေလုပ်တယ်။အဲ့ဒါရွေချက်ကတော့ဒါကဒီတိုက်ပွဲတိုက်ပွဲတစ်ခုဖန်တီးပြီဆိုတာနဲ့ဟိုဘက်ပဲဖြစ်ဖြစ်ဒီဘက်ပဲဖြစ်ဖြစ်ပေါ့နော်သူကကုတ်ကဲမှုနေရာတွေရှိတယ်။ ပြန်ဒါစေကုသတဲ့နေရာတွေရှိတယ်ဒါရှေ့တန်းကြကြရဲ့အနောက်ကပေါ့နော်အကူကဲမှုနေရာတွေအုပ်ချုပ်မှုနေရာတွေစေကုသတဲ့နေရာတွေအနောက်ဆုံးတည့်ရမလားဒါသမီးတို့လိုက်ပေးတဲ့နေရာမျိုးတွေကဆိုရှိတယ်အဲအဲ့လိုမျိုးဟာကိုဒီကောင်နေရာလည်းတည်ထားတယ်သူတို့ဘက်မှာလည်းအဲ့လိုပုံစံမျိုးရှိတယ်အဲအဲ့ကြောင့်အဲ့လိုနေရာမျိုးတွေကိုသူတို့တွက်ချက်ပြီးတော့ဒါဘုံတွေလိုက်ကျဲတဲ့အနေထားလေကြောင်းတိုက်ခိုက်မှုတွေလိုက်လုတဲ့အနေထားလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါဘလိုပဲဖြစ်ဖြစ်သူတို့ဘက်ကဘလောက်ပဲလုံးလုံးလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီး drone အပြင်ဒါအမြောက်ဒါတွေဘလောက်ပဲပါပါ ရခိုင်စစ်မျက်နှာမှာတော့ဒါအရခတ်တက်တော်အိမ်နဲ့ပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့စစ်မျက်နှာတွေမှာတော့ဒါစစ်ကောင်စီကအတုံးအလုံးနဲ့အထိနာနေတော့မယ်ဆိုတဲ့သတင်းကောင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါလေပေါ့နော်အဲ့တော့အားလာကအားရစရာကောင်းတယ်အဲ့လိုတိုက်ပွဲတွေဖန်တီးနေရခြင်းရဲ့စစ်ကောင်စီရဲ့ရည်ရချက်ကဒါရွေးကောက်ပွဲလုံနိုင်ဖို့ပေါ့နော်အသေးအံစူးစမ်းနေတယ်ဆိုပြီးတော့လည်းဒါပြောလို့ရတယ်ရခိုင်နဲ့ပဲခိုးရခိုင်နဲ့မကွေးရခိုင်နဲ့ အရာဝတီပေါ့နော်အဲ့အဆက်နေရာတွေမှာသူတို့ဆုံးရှုံးထားတဲ့ဟာတွေရှိတယ်အဲ့ဆုံးရှုံးထားတဲ့နေရာတွေကိုသူတို့ပြန်ပြီးတော့ရယူဖို့လုပ်မယ်ပြီးတာနဲ့သူကဒီရခိုင်ပြည်နယ်တွေကမြို့နယ်အချို့ကိုပေါ့နော်ရွေးကောက်ပွဲအပီးအဲရွေးကောက်ပွဲအမီပေါ့သူတို့ပြန်ရမှာဖြစ်အဲ့လိုမျိုးပြန်ရဖို့ဒါဘာကြောင့်ရေးကြည့်ရလဲဆိုတော့သူကအဲ့ထဲမှာရွေးကောက်ပွဲလုပ်ဖို့အတွက်ဒါကျင်းပဖို့အတွက်ပေါ့နော်သူကဒီရည်ရထားတဲ့မြို့နယ်၄ခုရှိတယ်ပေါ့နော်ခုနပြောတဲ့တောင်ကုတ်အန်းဘွားတန်တွဲပေါ့နော်အဲ့၄ခုရှိတယ်အဲ့အဲ့၄ခုကိုသူကဒါဟိုဟာတိရလဲဆိုတော့သူက ဒီမြို့နယ်၄ခုမှာပေါ့နော်ရွေးကောက်ပွဲလုပ်နိုင်မလုပ်နိုင်ကိုဒါအောက်တိုဘာနောက်ဆုံးထားပြီးအောက်တိုဘာ31ရက်နေ့နောက်ဆုံးထားပြီးတော့အကြောင်းကြားရမှာဖြစ်ကြောင်းကိုလည်းဒါရခိုင်ဥဆောင်ပါတီပေါ့နော်ဒါဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုဖြေဆိုထားပါတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒါ CNN သတင်းဌာနမှာသူပြောသွားတဲ့ဟာပေါ့နော်အဲ့တော့ဒီဟာတွေအတွက်ကိုလည်းသူကရည်ရွယ်တာဒါပေမဲ့လည်းမြေပြင်မှာတော့အထူးကြိုက်ကြရှုံးနေများနေသေးပဲ သူမျောလင့်နေတဲ့နေရာကိုရောက်မရောက်တော့မသိဘူးပေါ့နော်အောက်ချိန်မှာလာတဲ့အဖွဲတွေကတော့ငဲပြီးရောက်ကုန်ကြတာပေါ့လေဒါကတော့အရခတ်တတော် A နဲ့ပူပေါင်းပြီးတဲ့တပ်ဖွဲ့တွေရဲ့လက်စွမ်းလက်ဆကိုဒါကြားသိကြရတဲ့သတင်းကောင်းဖြစ်တယ်နောက်တစ်ခုကတော့ဒါမြန်မာနိုင်ငံမှာနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ဖို့စီမံကိန်းအတွက်မင်းအွန်လိုင်းကစစ်တပ်ကအရာရှိအများပြားကိုဒါရုရှားနိုင်ငံကိုဒါဘွဲ့လွန်ပညာတော်တင်အဖြစ်အဆက်မပြတ်စေလွတ်လျက်ရှိတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်ပေါ့နော်အဲ့တော့ အဲသူ့ရဲ့ရည်ရချက်ကိုလည်းဒါကျွန်တော်ပြောရမယ်ပေါ့နော်ဒါပထမဆုံးတော့ဒါသူကမဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုတည်ဆောက်မယ်အဲ့ဒါပြီးရတဲ့330မဂါဝတ်ရှိတဲ့အမျက်စစ်တိုးချဲ့ထုတ်လုပ်နိုင်တဲ့အဆင့်ထိကိုသူကဒီနျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုသူကအဆင့်မြင့်တယ်ပေါ့နော်အဲအဲ့လိုမျိုးနဲ့ဒါနှစ်နိုင်ငံဒါလက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်အဲ့တော့နောက်ကြောင်းတွေကိုကျွန်တော်ပြန်လိုက်ကြည့်မယ်ဆိုရင်ဒါကုလသမဂ္ဂရဲ့နိုင်ငံတကာဒါအမှုမြူစွမ်းအင်အေဂျင်စီ IAEA ပေါ့နော် ဲသူနဲ့ဒါမြန်မာနိုင်ငံတို့ကြားကနျူကလ িয়ার မပြန့်ပွားရေးဆိုင်ရာပေါ့နော်ဒါ additional protocol လို့ခေါ်တဲ့ဒါနောက်ဆက်တွဲသဘောတူညီချက်စာချုပ်ကို2023ခုနှစ်စက်တင်ဘာလကနေ့ကသူတို့လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်အဲဒီတုန်းကလက်မှတ်ရေးထိုးတဲ့ဟာကဒါမြန်မာနိုင်ငံသားရေးဝင်ကြီးဝန်ထမ်းမောင်လွင်နဲ့ဒါ IAEA ညွှန်ကြားရေးမှူးချုပ် Yukiya Amano တို့ကဒါ Australia နိုင်ငံ Vienna မြို့မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်ပေါ့နော်ဒါကတော့ဒါရှေ့ ဖြစ်စဉ်ကိုပြန်ပြောပြတာပေါ့လေနော်အဲ့တော့စာချုပ်အရာဒါမြန်မာနိုင်ငံကနျူကလ িয়ার နဲ့ပတ်သက်တဲ့လုပ်ငန်းမှန်သမျှကို IAEA ထံကိုအစီရင်ခံပြီးတော့သူကဒီ IAEA ကဒါစစ်ဆေးရေးမှုတွေဒါလွတ်လွတ်လပ်လပ်နဲ့လာပြီးတော့လာရောက်စစ်ဆေးပြီးတော့ပေါ့နော်ခွင့်ပြုပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နာဝတနာဖလက်ထက်မှာကနေကဒါမြန်မာနိုင်ငံကဒါသူကနျူကလ িয়ার ထုတ်လုပ်ဖို့အတွက်ကိုပေါ့နော်နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့အတွက်ကိုရည်ရွယ်ချက်ရှိခဲ့တယ်။အဲ့ဒီအချိန်တုန်းကဒါညှိနှိုင်းကူကယ်မှုဖြစ်တယ်ပေါ့နော်သူရရှိမန်းကိုယ်တိုင်ကဒါမြောက်ကိုရီးယားကိုတွားရောက်ခဲ့ပြီးတော့ ဒီအားနဲ့ပတ်သက်လို့ဒါအကူအညီတွေလည်းယူခဲ့တယ်ဆိုတဲ့သတင်းကြောင့်မလို့ဒါနိုင်ငံတကာကဒါစိုးရိမ်ခဲ့ရတယ်ဒါရှိခဲ့သေးရပါတော့ပြီးရင်ဒါတန်းရွှေလက်ထက်ပေါ့နော်ဒါ2000ဝန်းကျင်ကစလို့နျူကလ িয়ার ဘွဲ့လွန်တင်နန်းတွေကိုတက်ဖို့အတွက်ဆိုပြီးတော့ DSA က DSA ဈေးပေါ့နော်အရာရှိတွေကိုဒါရုရှားကိုစေလွတ်ခဲ့တာတွေရှိတယ်အဲတပိတ်ချင်းဘက်ကသူတည်တနာတက်မှာလဲဒါနျူကလ িয়ার စွမ်းရင်ဆိုင်ရာပေါ့နော် UNIAN တက်ထုကို ါစမ်းတက်မှုတွေပြုလုပ်ခဲ့တာတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်ဒါပေမဲ့အခုစစ်ကောင်စီခေါင်းဆောင်ဖြစ်တဲ့ဗောနော်ဒါမင်းအွန်လိုင်းကအခုလက်တလုံးမှာသူလိုချင်နေတဲ့အရာကနျူကလ িয়ার ဒါလက်နက်ဆိုတာအထက်ဗောနော်နျူကလ িয়ার လျှက်စစ်ထုတ်လုပ်နိုင်တဲ့နျူကလ িয়ার တပေါင်းဖို့သူတိဆောက်ချင်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါသူ့လက်ထက်မှာပေါ့နော်သူ့ရဲ့ဒါဆုံးဖြတ်ချက်အလွဲမှားတွေကြောင်းမလို့ရောပြီးတော့ဒီလျှက်စစ်တင်နဲ့ပတ်သက်လို့ပေါ့နော်ဒီလမ်းကြောင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေကထိ ंछ ုံနိုင်ခဲ့တာဖြစ်တာကြောင့်ရောအဲပြီးတော့ကြတော့ဒါ နေပြီးတော့လို့နေရာမျိုးပေါ့ဗျာအဲ့လိုနေရာမျိုးမှာမလိုအပ်ဖဲလျှက်စစ်မီးကိုအပြည့်အဝပေးထားတဲ့အတွက်ပေါ့နော်အခြားနေရာတွေကိုမပေးနိုင်တဲ့ဟာရှိတယ်အဲ့လိုမျိုးရှိခဲ့တာကြီးကြောင့်မလို့ဒါဒီဆက်မှုဇုံနေပြင်အခြားပြည်သူတွေဒါအဲ့လိုမျိုးနဲ့လျှက်စစ်မီးမရခဲ့တဲ့အခက်အခဲတွေက အများကြီးရှိခဲ့တယ်ဒါသူ့လက်ထက်မှာပေါ့နော်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာဒါတွေကအများကြီးဖြစ်လာခဲ့တယ်အဲဒုံကဆိုရင်ဒါဆက်မှုစုံတွေမှာလာပြီးတော့ယင်းနီမြုပ်နှံနဲ့ပြီးပါကယင်းနီမြုပ်နှံသူတွေလုပ်ငန်းတွေတောင်မှဒီလျှက်စစ်မီမရတဲ့အခက်ခဲမမှန်တဲ့အခက်ခဲကြောင့်မလို့ဒါလုပ်ငန်းတွေရပ်ဆိုင်းပြီးတော့ပြန်ပြီးတော့ရုပ်သိမ်းသွားခဲ့တာတွေရှိခဲ့တယ်ဒါကြောင့်ရုရှားစီကနေပြီးတော့သူကဒီနျူကလ িয়ার လက်နက်ရဖို့ဆိုတာထက်ပေါ့နော်ဒါလျှက်စစ်မီထုတ်လုပ်ဖို့ဒါယူကလ িয়ার တပ်ပေါင်းဖို့ကနေလျှက်စစ်မီထုတ်လုပ်တဲ့နည်းပညာနဲ့ပစ္စည်းတွေရဖို့အတွက်သူကမျှော်လင့်နေတာဖြစ်တယ်ပေါ့နော် အခုလေဒါနျူကလ িয়ার ဓာတ်ပေါင်းဖို့ဆိုင်ရာပေါ့နော်ဘွဲ့လွန်ပညာရဲ့ရရှိထားတဲ့စစ်တပ်ကအရာရှိတွေကိုဒါမင်းအွန်လိုင်းကပြန်ပြီးတော့စူးစီးနေတာလည်းရှိတယ်ပြီးတော့ဒါပညာတော်သင်ဆီလွတ်ပါတယ်ဆိုတဲ့နေရာမျိုးတွေမှာလည်းသူကဒီစူးစီးပေးတဲ့စီးရင်နေတဲ့ကမှာပေါ့နော်သူကိုယ်တိုင်စီစစ်ရွေးချယ်ပြီးတော့ထပ်ပြီးတော့ဒါဆီလွတ်နေတာမျိုးတွေလည်းရှိတယ်အရာရှိငယ်တွေကအစပေါ့နော်ဒီလုပ်ငန်းတွေမှာ ဒါတွားပြီးတော့ဒါပံ့ပိုးပေးနိုင်မှုအတွက်ကိုပညာတော်သင်ထပ်ပြီးတော့ဆေးလွတ်နေတာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါတွေကဒါနျူကလ িয়ার တပ်ပေါင်းမှုသူတို့တိဆောက်ဖြစ်ခဲ့ပြီဆိုရင်ဒီလူတွေကိုတာဝန်ပေးဖို့အတွက်ဖြစ်တယ်ဆိုတော့ဒါအားလုံးသိလိမ့်မယ်ပေါ့နော်အဓိကတော့ဒီလိုမျိုးဟာတွေကိုသူတို့ဇက်တိုက်ဇက်တိုက်ဆိုလို့ဒီကာလတွေမှာဒါရုရှားကိုဆေးလွတ်ပြီးတော့ပညာသင်ခိုင်းနေတာတွေရှိတယ်အဲ့တော့မင်းအောင်လိုင်ကဒီနျူကလ িয়ার စွမ်းအင်ကိုဒါသူကငိမ့်ညမ်းတဲ့ပုံစံနဲ့ငိမ့်ညမ်းတဲ့နီလန်းနဲ့အသုံးပြုမယ်လို့ ပြောထားတယ်ဆိုပေမဲ့ဘလောက်ထိသူကစနစ်ကြမှာလဲဒါဒီကိုသူကဘလောက်ထိသိတယ်လဲပေါ့နော်အဲပြီးတော့ကျတော့ဒီတဘာဝပတ်ဝန်းကျင်မထိခိုက်ဖို့ဘာဖြစ်လို့လဲဆိုတော့ဒီနျူကလ িয়ার ဒီစွမ်းအင်နဲ့ပတ်သက်လို့ထုတ်လုပ်ပြီးလှုပ်ဆောင်ပြီးဆိုတဲ့ခါကျရင်ဒါစွန့်ပစ်ပစ္စည်းတွေကစအရန်အနေနဲ့များတာဆိုပြီးတော့ဒါနိုင်ငံကက ဒါဆိုရင်ညာရရှိတယ်ပြောဆိုကြရရှိတယ်ဗောနော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့သဘောပတ်ဝန်းကျင်မထိတိုက်ဖို့အတွက်ကိုရောမင်းအွန်လိုင်းကဘလို့စီစဉ်နိုင်တဲ့သူမို့လို့လဲဗောနော်နောက်တစ်ခုကကျွန်တော်ပြောတဲ့ဒါနျူကလ িয়ার စွမ်းအင်ပစ္စည်းတွေကဒါ NL ကြီးမားလို့နာကြောင်းမလို့ဗောနော်နိုင်ငံတကာကဒါဝေဖန်ကြတာတွေအများကြီးရှိတယ်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့မင်းအွန်လိုင်းကလုံးဝဒီဟာနဲ့ပတ်သက်လို့အတွေ့အကြုံလုံးဝမရှိထားတဲ့သူတယောက်ဖြစ်တယ်ဗောနော်အဲ့တော့သူပြောတဲ့ဒီနျူကလ িয়ার စွမ်းအင်ကိုငြင်းငြင်းနဲ့နီလန်းနဲ့အသုံးပြုမယ်ဆိုတဲ့ဟာကဘယ်လောက်ထိယုံကြည်ရမလဲ အပြီးတော့ကျတော့သူကိုယ်တိုင်ကအခုလက်ရှိမြေပြင်မှာပေါ့နော်အာမနေ့ကဆိုရင်ဒါတည်တဲ့အတိုင်းပဲဒါကလေးတွေကိုဒါပုံကျဲတာရှိတယ်စီမီပူဇော်တဲ့ပွဲမှာပုံကျဲလိုက်တာရှိတယ်အဲ့တော့ဒါဖျားတွေကြောင်းတွေစောက်ပြနေတယ်နိုင်ငံတကာကဘလိုမျိုးပုံစံမျိုးတွေနဲ့သူမျက်နှာပြနေပါစေပေါ့နော်လက်ရှိမြေပြင်မှာသူလုံနေတဲ့လောက်ရက်ကပြည်သူကိုလုံးဝမငှက်ခွက်ဖဲနဲ့ရန်သူလိုသဘောထားပြီးတတ်ဖြတ်နေခဲ့တဲ့ကောင်ဖြစ်တယ် အဲ့တော့သူ့ရဲ့ပြောစကားတွေကိုကျွန်တော်တို့ကဘယ်လောက်ထိယုံကြည်ရမှာလဲပေါ့နော်အဲ့လိုပဲဒိုင်းနဂါကလည်းစောင့်ကြည့်နေမှာဖြစ်တယ်ဆိုတာလည်းဒါသိစေချင်တယ်ပေါ့နော်အဲ့တော့ဒါနျူကလ িয়ার တပေါင်းပူပညာရေးနဲ့ပတ်သက်ပြီးတော့စစ်ဘက်ကယာရှိတွေကိုသူဆင်လွတ်နေတာအများကြီးရှိတယ်အဲ့လိုမျိုးဆင်လွတ်နေတဲ့အထက်မှာဒါစဉ်းစားကြည့်တော့ကြတော့ဒီရုရှားကိုဆင်လွတ်တဲ့အထက်မှာစစ်ဘက်ယာရှိတွေပဲပုံများတယ်အရက်ဘက်ဝန်ထမ်းဆိုတဲ့ပုံစံမျိုးတွေဆင်လွတ်တာနဲတယ်ဆိုတာကိုတွေ့ရအဲ့တော့ဒါကလည်းဒါပထမအချက်အနေနဲ့ဒါသူတို့လုံမဲ့အစီအမံနေဒါပေါက်ကြားမှာဆိုလို့ အဲအကြောင်းမလို့သူတို့ဘက်ကသူတွေကိုပဲဒါဆီလွတ်နေတာမျိုးဖြစ်မယ်လို့ဒါယူဆရတယ်ဒုတိယတစ်ချက်ကတော့စစ်တပ်ရဲ့အရေးပါမှုကိုထိန်းချုပ်ချင်တာစစ်တပ်ရဲ့အရေးပါမှုကိုထိန်းထားပြီးတော့ဒီအလုပ်တွေကိုစစ်တပ်ကကောင်နေပဲလုတ်တက်တာပါဆိုတဲ့ပုံစံမျိုးကိုပြချင်လို့ဒါဒီလိုထိန်းချုပ်ထားတယ်ဆိုပြီးတော့ဒီလိုဆီလွတ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကတော့ယူဆရတယ်ပေါ့နော်အဲ့တော့ဒါပူတင်ကိုကြွက်မင်းအဖြစ်နဲ့မြောက်ပင်းနဲ့ခီးစင်ပေါ့နော်ရုရှားခီးစင်မတိုင်ခင်မှာ ရုရှားစီးပွားရေးဝန်ကြီးနဲ့မြောက်လိုင်းတို့ကဒါတဝဲရင်နဲ့စိတ်ကန်းအိုက်တုံးကဟော့လိုက်သေးရပါတော့။တဝဲရင်နဲ့စိတ်ကန်းနဲ့ပတ်သက်လို့သဘောတူညီမှုလုပ်ခဲ့တာတွေရှိတယ်။အဲ့ဒီဘက်မှာပဲဒါလျှက်စစ်ထုတ်လုပ်ဖို့ပြီးရင်နျူကလ িয়ার တပေါင်းဖို့တိဆောက်ဖို့ဆိုပြီးတော့သဘောတူညီတဲ့စာချုပ်တွေချုပ်ခဲ့ကြတယ်ဗောနော်အဲ့တော့အချုပ်ပြောရမယ်ဆိုရင်ဒါမင်းအောင်လိုင်းအနေနဲ့ဗောနော်နျူကလ িয়ার ဓာတ်ပေါင်းဖို့တိဆောက်ဖို့အတွက်အသေးအတန်နဲ့နှီးမျိုးစုံစူးစမ်းနေပင်မဲ့ဗောနော်အမြဲတမ်းမှဆုံးဖြတ်ချက်အမှားယွင်းတွေချတတ်တဲ့ကောင်မျိုးပြီးတော့ပြည်သူကိုမငဲ့ကွက်တဲ့သူမျိုးပြီးတော့ကြတော့ဘာမ ဒီနိုင်ငံရဲ့အကျိုးကိုမကြည့်ဘဲနဲ့ပေါ့နော်ကိုကျိုးအတွက်ပဲကြည့်တတ်တဲ့ဒါမင်းအောင်လင်တယောက်ကပေါ့နော်ဒီနျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်ဖို့အတွက်အခွင့်အရေးရပါမလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါမင်းအောင်လင်ရဲ့ခြေလှမ်းတွေကတော့နီးမျိုးစုံနဲ့ပေါ့နော်လှုပ်ရှားနေတာတွေတွေ့ရမြင်ရလိမ့်မယ်အဲ့တော့ဒီလိုဟာတွေကိုသိပြီဆိုရင်လည်းကျွန်တော်ဒီဘက်ကဘာတွေပြင်ဆင်နေတယ်လဲဘာတွေလှုပ်ဆောင်နေတယ်လဲကျွန်တော်စဉ်းစားရမှာဖြစ်တယ်ဒါမနေ့ကဖြစ်စဉ်ဆိုရင်ကျွန်တော်အရန်ကြေကွဲရတယ်ဗျဟိုလုံးဝတည်ဆုံသွားတဲ့ကလေးငယ်တွေ အဲမိဘပြည်သူတွေပေါ့နော်အဲဒါလေးဆိုရင်ဘာဖြစ်လို့ဖြစ်လိုက်မှန်းကိုသိမှာမဟုတ်ဘူးပေါ့နော်အဲနောက်တစ်ခုကအဲအဲ့လိုမျိုးလှုပ်တဲ့ဟာကိုအပြစ်တင်ခြင်းနဲ့ဆိုပေမဲ့လည်းပေါ့နော် တကယ်လှုပ်တဲ့ကောင်ကိုလည်းမမေ့ကြဖို့အရေးကြီးပါတယ်ဆိုတော့သတိပေးတင်တာတွေပေးကြမယ်အချင်းချင်းရိုင်းပင်းပြီးတော့ပေါ့နော်ဒီလိုဖြစ်သွားပြီဆိုတဲ့အချိန်မှာကုညီတင်တာတွေကုညီရမယ်နောက်မဖြစ်အောင်ဘယ်လိုမျိုးပညာပေးတွေလုပ်မလဲဆိုတဲ့ဟာတွေလည်းလုပ်ကြရမယ်ဒါပေမဲ့အဲ့လိုဖြစ်အောင်လှုပ်ခဲ့တဲ့ကောင်ကိုမမေ့ဖို့ကတော့ဒါအဓိကအချက်ဖြစ်တယ်ဆိုတော့လေဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်